ကိုစင်းရဲ့ဘွဲ့နာမည်နဲ့တက်တော်လေးကိုမိတ်ဆက်အရင်ဆုံးမိတ်ဆက်ပြီးတော့ကိုစင်းရဲ့ဒီရဲ့တရားဓမ္မကိုလာအထောက်ရတဲ့ပုံမှာကိုစင်းရဲ့ဓမ္မပီတိလေးကိုအရင်မိတ်ဆက်ပေးပါဦးကိုစင်းရဲ့ဘွဲ့တော်ကတော့တစ္ဆာခန္ဓာပါဟုတ်လားတက်တော်ကတော့27ပါလာရောက်တဲ့နေရာကတော့ဟိုနေပြီးတော့ပုပ္ပတိတိယလာတာပါ နေပြီးတော့ပုပ္ပတိတိယတမဖေတက်တော်က27နှစ်တမဖေဟောဟုတ်ပြီအဒီတရားဓမ္မနဲ့ပတ်သက်ပြီးတော့ဓမ္မပီတိကိုစင်းရဲ့ခန္ဓာချက်နဲ့အမြင်လေးတွေကိုဒီတရားတွေပေါ်မှာ သုံးသက်ပြီးတော့ဟိုဓမ္မပီတိလေးကိုပြောပြပေးပါအောင်เนาะဓမ္မမစီရောဘူးလေတပီတော်ကယင်းနေကဒီပလိုက်တာဖွဲ့မှာဝင်ထားပါတယ်ခင်ဗျာတပီတော်ကိုယ်တိုင်ဖွဲ့စည်းကြတဲ့လေဒီပလိုက်တာဖွဲ့၃ဖွဲ့ရှိပါတယ်ခင်ဗျာဟောဟာလာဓမ္မခင်ဗျာအဲ့ဒီဟာဒီပလိုက်တာဖွဲ့တွေကလည်းတပီတော်ဒီပို့နာလည်းရှိပါတယ်ခင်ဗျာတပီတော်ဒီဟိုရောက်လာတဲ့အကြောင်းရင်းအချင်းဖျားရဲ့ဒီဘောဒီညောင်မင်းရဲ့ညောင်ရဲ့အကြောင်းရောက်လာတာပါခင်ဗျာဟောဟုတ်ပါပြီ ဒီရောရောက်တော့ဒီဘောလုံးညောင်ရက်ကိုတပီတော့အစတော့ဒီမသိခဲ့ပါဘူးဗျာ။ဟုတ်ဘောလုံးညောင်ရက်ရဲ့ဒီပထမဆုံးအကြောင်းလို့ပြောလို့ရတယ်ဗျာ။တပီရောရဲ့ဆရာဖြစ်သူဒီဦးစင်းတော်ပိတာကပေါ်လာရင်ဖြစ်ပါဗျာ။တပီရောဒီဆရာရောက်တဲ့နေရာတပီတော့မယုံကြည်ခဲ့ပါဘူးဗျာ။ဟုတ်ဟုတ်ဗျာ။ဒီတော့ကဒီကုသိုလ်ဆိုတာပဲသိခဲ့တာဗျာ။ဒီဖရာတပီကနဲ့ကုသိုလ်ဆိုတာပဲပြီးတော့ယုံကြည်ချတာတရားဓမ္မဆိုတာပြီးတော့ဘာမှမယုံကြည်တော့ပါဗျာ။อืม ဒီနောက်ပိုင်းကျမှဒီငါချခြင်းတရားကိုစပြီးလှုပ်လာတဲ့နေ့ကျမှတပည့်တော်ဒီတရားဆိုတဲ့အရာကိုပြန်ပွားလာခဲ့ပါလေခင်ဗျာမှတ်တော့ဆိုင်နေရတော့ပါရှောက်တပည့်တော်ဒီငါချခြင်းတရားကိုစကြရတဲ့အချိန်မှာတပည့်တော်ရဲ့ခံစားမှုတွေရတာကထောက်ထောက်အဆင်ပြေမှုမရှိခဲ့ပါဘူးခင်ဗျာအဆင်ပြေမှုမရှိခဲ့တဲ့အချိန်မှာတပည့်တော်ပြန်ကျင်စိတ်တွေတော့ပေါက်လာပါလေခင်ဗျာဟောမဟုတ်တော့ရှော့ခိုင်းတယ် ောက်ကိုအခုရှော့အောင်တောက်ရပါတယ်ကိုထစ်တော့ထက်တယ်ဓမ္မပဲတပီတော့စာလေးလုံးတဲ့နေရာမှာတပီတော့အဲငါရှာခြင်းတရားကိုစာပြီးတွေးခဲ့ရတာကတပီတော့အသက်ဆက်ပါဦးတပီတော့12ရက်နေ့နေ့လယ်တနာရီနေ့နှစ်နာရီချိန်မှာဗျာတနာရီနေ့နှစ်နာရီချိန်မှာတပီတော့ခံစားမှုရတာကဟိုဘယ်လိုပြောမလဲဗျာဒီတရားရဲ့တဘာဝတရားကိုတွေ့ရှိတော့တာပါဗျာ အဲ့ဒီချိန်မှာတမီတော့အေဂျင့်မှုရတာရဲ့ PD တရားတွေကိုအကုန်လုံးခံစားမှုအကုန်လုံးပြည့်စုံခြင်းတွေဖြစ်ပေါ်သွားပါတယ်ဖေ။မာလေးဘလို့တွေးလိုက်လို့လဲ။တမီတော့တွေးကြည့်ရတဲ့ဟာကဒီအေဂျင့်မှုရတာကိုတွေးသွားတယ်။ဒါပေမဲ့အေဂျင့်မှုရတာကိုတွေးသွားတယ်ဆိုပေမဲ့တမီတော့တွေးလိုက်ရတဲ့မြင်ကွင်းကကျတော့တရှိမြင်ကွင်းတစ်ခုလိုဖြစ်သွားပါတယ်ဖေ။တမီတော့မြင်ကွင်းတွေးလိုက်တဲ့တရှိမြင်ကွင်းကကျတော့တောင်မတ်လယ်ဝန်းရံထားတဲ့အလဲမှာရေကန်တကန်ရှိပါတယ်ဖေ။ ဒါပေမဲ့ရေကန်ထက်ကောင်းကင်ယံမှာကျတော့ကျဲတစင်းနဲ့လာစင်းနှစ်မျိုးပဲရှိပါတယ်ခင်ဗျာအဲ့ဒီအချိန်မှာဘူကြီးအေဂျင့်မှုကခံစားမှုရတာကလုံးဝလွတ်လပ်ရှင်းလွတ်လပ်သွားရေလို့ခံစားပြီးတော့အေးချမ်းချမ်းနဲ့နေရာတဲ့ဘဝကိုရတာပါခင်ဗျာအဲ့ဒီအချိန်မှာမှတပြီတော့ဒီတရားရဲ့တရားဆိုတော့တပြီတော့နားလည်လာပါတယ်ခင်ဗျာအဲ့ဒါကြောင့်လို့ဒီပြီးတော့ရှင်ဘုရားကိုယေရှုဘုရားကြီးတင်ပါတယ်ခင်ဗျာတပြီတော့ခေါဆောင်လာပြီးတဲ့တပြီတော့ရဲ့ဆရာပြည့်သူအရှင်ဩဝိ တော်ပြီးသားကိုလည်းတပြီးတော့ဂျေဆုမြိုင်တင်ပါလေခင်ဗျာနောက်ပြီးတော့တပြီးတော့ဂျေဆုရမ်းတင်တာတော့တပြီးတော့အရှင်ဘုရားရဲ့ဗောဓိညောင်ရွယ်ပါဗျာဟောဗောဓိညောင်ရွယ်ဘာလို့ဂျေဆုတင်လဲဗောဓိညောင်ရွယ်ပါမရှိဘူးဆိုရင်တပြီးတော့ရောက်လာမှာမဟုတ်ပါဗျာဟောဒါကိုစိတ်ဝင်စားပြီးတော့ရောက်လာတာပါနော်ဟုတ်ပါဗျာဟောသူလည်းဆွဲဆောင်မှုပေါ့နော်ဗောဓိညောင်ရွယ်ကကြည်ပြီးပါ යි လားကြည်ပြီးပါ යි ခင်ဗျာမှန်ပါတော့အရှင်ဘုရားရဲ့ဆံเจ้าဆောင်ပါဗျာဟောဆံเจ้าမှာကြည်ပြီးပါ යි နော်ဟောဟုတ်ပါပြီအဲ့လိုမျိုးဖြစ်တဲ့အချိန်မှာတပြီးတော့ခံစားမှုရတာအဲ့လိုမျိုးဖြစ်သွားပါလေခင်ဗျာအဲ့ဒါကြောင့် ငါချချင်းတရားမှာစပြီးတွေ့ခဲ့ရတာဗျာအဲ့တော့ဒီတရားဓမ္မကိုတပြီးတော့ဆက်ပြီးတော့အားထုတ်ပါမယ်လို့တပြီးတော့သစ္စာတရားနဲ့တိုင်ခဲ့ပါတယ်ဗျာဟုတ်ပါပြီကောင်းပါပြီเนาะသစ္စာမှန်နိုင်လည်းရှိတယ်เนาะအဘထားပါတော့အဲ့တော့အေးချမ်းမှုအတိသွားတော့လောကရအမြင်တွေဘယ်လိုပြောင်းသွားလဲရှင်များအရင်တော့အတိခဲ့တဲ့အရာတွေ ਨੇ ပြောင်းလဲသွားပါတယ်ဗျာရှင်တော့ကတပြီးတော့ကဟိုတေပြီးတေမင်းတို့ထမင်းစားစောင့်နေရတဲ့လူမျိုးလို့တပြီးတော့ထိုင်းစောင့်နေရပါဗျာဟော တပည့်တော်ကအရင်တည်းကဒီနိုင်ကူညီဖို့သင်္ကားတွေလုပ်တဲ့အတွက်ဒီအကုန်တဘောကကောင်းလို့လုံးနေရတာမြင်တွေ့နေရတော့တပည့်တော်ကခံစားမှုရတဲ့အတီးပြီးသားပါဗျာဟုတ်ပါပြီပေါ့ဒါကြောင့်မလို့ကူတပည့်တော်လူတိုင်းလူတိုင်းကိုလည်းအမြင် မတူတော့ပါဘူးဗျာမတူတော့တော့တပည့်တော်တာယာတဲ့အချမ်းတဲ့ဓမ္မတရားကိုတွေ့တဲ့အချိန်မှာတပည့်တော်အမြင်တွေအကုန်လုံးဒေါသတွေမောဟတွေအကုန်လုံးရှော့ပြေးသားပါဗျာရှော့လိုက်ရတဲ့အချိန်မှာတပည့်တော်ခံစားမှုလုံးမြောက်မှုလို့တပည့်တော်ခံစားရတာဗျာ အဲ့ဒါရင်ရှင်မတရားစစ်တရားမှန်ကိုတကယ်သိသွားပြီလားသိတော့ပါပြီခင်ဗျာဟုတ်ပြီဒီတရားတွေကဖောက်ပြန်နိုင်ပါဦးမလားမဖောက်ပြန်နိုင်ပါဘူးခင်ဗျာကိုကိုတိုင်အခုသိရဲပြီလားသိရဲတော့ပါပြီခင်ဗျာသိရဲပါသိရောအပေလေးကိုငင်းရှစ်တဲ့ကြံ့နိုင်သေးလားမကြံ့နိုင်ပါဘူးခင်ဗျာဘယ်သူအမှတ်ခံပေးမှာလဲတပည့်တော်အားထုတ်ခဲ့တဲ့ဒီတရားတော်တွေကပဲအမှတ်ခံမှာပါပဲခင်ဗျာဒီတရားပေါ်မှာတန်တဲ့မရှိတော့ဘူးလားမရှိတော့ပါဘူးခင်ဗျာအရှင်တော်ကတော့မယုံခဲ့ဘူးနော်ပြန်ဖို့တောင်လောက်တယ်ပေါ့နော်တမပါခင်ဗျာအဲ့တော့ပရာကြီးတက်လောက်တာဘယ်လောက်ကြာပြီလဲတပည့်တော်အသက်16နှစ်ကစပြီးလောက်လာပါခင်ဗျာ ဆောင်းနေတဲ့ကနေလောက်ခဲ့တာတမပါဗျာဟိုចောင်းနာမည်ကဘာចောင်းလဲတပိတော့ចောင်းနာမည်ကကျွန်တော်တိတ်တော့ပါဗျာဟမ်တိတ်တော့ပါဗျာတိတ်တော့ဘယ်မှာရှိရနေပြီးတော့ဘယ်နားမှာရှိနေပြီးတော့ဘုဘတိမျိုးနဲ့ဇီဝန်ကြီးပါဗျာဘုဘတိမျိုးနဲ့ចောင်းငံမှာလည်းရှိပါတယ်ဗျာဟမ်ကြောင်းငံမှာလည်းရှိပါဗျာဩပရိုက်တက်လောက်တာတမပါဗျာကြောင်းငံမှာကျတော့တပါဒုက္ခနဲ့ဒီဘုဘတွေလောက်ပါဗျာရှင်မြဥဆောင်ဝင်လောက်တာ တပိတော်ကဒီပုပ္ပတို့လက်မှာကျတော့တပိတော်အတင်းပုံပါဗျာပုပ္ပဒီတပတုခနဲ့ဒီဓာတုခွဲမှာကျတော့အတင်းဥက္ကရပါဗျာဩကောင်းပါတယ်နော်ပရိဒတ်သမားဆိုတော့ဒီအဲ့လိုပရိဒတ်သမားတွေတော်တော်များများဒီတရားတွေကနီးစက်တယ်ဘာလို့လဲဆိုတော့ဒီစိတ်ကောင်းနှလုံးကောင်းကောင်းလည်းရှိတယ်အခုမှဒီတရားတွေကိုတိပြီးတော့မှနောင်ခန္ဓာအတွက်လည်းမလိုခြင်းဘူးဒီခန္ဓာအတွက်လည်းမလိုခြင်းပဲနဲ့လုတ်တဲ့အခုမှပရိဒတ်အစစ်ကိုတွေ့တာတော်ပါဗျာဘောပေါလားအရင်ကပရိဒတ်ဆိုတာက နောင်ဘဝကိုအကျိုးမြှော်သေးတာဟုတ် ဒီဘဝအတွက်ကိုယ့်အတွက်မလိုချင်ဘူးဆိုတော့ဓာရီလုပ်ရင်ငါတို့ကောင်းကျိုးချမ်းသာရမယ်ဆိုတဲ့စိတ်ရှိနေတယ်ရှိတယ် MO လေးရှိသေးတယ်လို့ဘာလို့ဒါတကယ်တမ်းကျတော့ရှိသေးတာတချို့ကျတော့ဓာရီလုပ်ရင်ကုသိုလ်ရတယ်ဆိုတော့တကယ်ပရာဣဒဆိုတော့ဒီခန္ဓာအတွက်လည်းမမျောလဲဘူးနောင်ဘဝအတွက်လည်းမမျောလဲမယ်နဲ့အဲ့ဒီလိုမျိုးပရာဣဒမှာတကယ်ဖရာယန္တာတွေထားတဲ့ပရာဣဒစိတ်ကိုပြောတာတော်ပေါက်လားပရာဣဒဆိုတော့နောင်ဘဝအတွက်လည်းမမျောတော့ဘူးဒီဘဝအတွက်လည်းကုကျိုးအတွက်မရှိဘဲနဲ့အဲ့ဒီလိုအဲ့လိုမှပရာဣဒအစစ်ဖြစ်သွားတယ်အဲ့တော့အဲ့ဒီပုံကိုယ်တွေကတရားရဖို့က ရန်လွယ်တမပါဗျာခရိုက်တဲ့တမတွေရင်ထဲမှာသူကရှိပြီးသားဘူးเนาะငါကိုယ်ရဲ့တမပါဗျာအောက်ပါတယ်เนาะအဲ့တော့ဒီတရားနဲ့ပတ်သက်ပြီးတော့ရှင်မြတ်နောက်ထပ်ဘာတွေကိုရှင်မြတ်ကကြံပြုခြင်းနဲ့အကောင်းဆုံးလေးတွေကိုဝေဖန်ပြီးတော့ဒီတရားကိုလာခြင်းတဲ့ဘောမှာရှင်မြတ်ရဲ့ပီတိနဲ့ခံစားမှုတွေလည်းပြောပြပေးပါဦးမြတ်ဝေပေးပါဦးတမပါဗျာတပည့်တော်ခံစားရတဲ့ပီတိရတော့ဗျာရန်လွမြောက်သွားပြီးတော့ဒီအကောင်းလုံးကိုကျေးဇူးများအပ်တယ်ဗျာ ဒီပြန်ပြီးတော့သုံးသက်ကြီးရဲ့သုံးသက်တဲ့တွေတဘောတဲမှာကျတော့အရှင်မြတ်တပည့်တော်တို့ကဥဒ္ဒဇင်လူသားရဲ့ဗျာဒီဒေါသမောဟတော့မကင်းနိုင်ဘူးဗျာဒီတရားလာပြီးအထုတ်တဲ့အချိန်မှာဒေါသမောဟတွေပြီးတော့လောဘတွေကပိုပြီးများတဲ့အချိန်မှာဒီလောဘဟုတ်တာဖျက်နိုင်မယ်ဆိုရင်တော့အစီအပြေနေမယ်လို့တပည့်တော်သုံးသက်ပါတယ်ဗျာကောင်းပါအဲ့တော့ဒီကျန်တဲ့လာကျင့်တဲ့ယောဂီတွေအတွက်ပေါ့ရှင်မြတ်ကရှင်မြတ်ရဲ့ခံစားချက်နဲ့အမြင်တွေပေါ့နောက်ထပ်အကြံပေးပြီးတော့ဗာဒီမျှဝေပေးခြင်းတွေလဲတပည့်တော်ရဲ့ဒီအကြံပေးမျှဝေချက်ကတော့ဗျာ ဒီတရားဘဝနာကိုရုံကြည်နဲ့ဆက်လက်ကျင့်သုံးပြီးတော့စ조사သားပါလို့ပဲဒီပြောမြတ်ဝေကျွန်တော်ဗျာอืมကြပါပြီ